လူပေါင်း9000ကျော်ရဲ့အယိုးတွေနဲ့အလှဆင်ထားတဲ့ဖရာကျောင်းကဘာဘောကဘာသာရေးဖရာကျောင်းတွေကိုရွှင်ငွေရတနာတွေနဲ့အလှဆင်ကြတာများပါတယ်ဒါပေမဲ့ဒီဖရာကျောင်းကြီးကတော့လူသားတွေရဲ့အယိုးစုပေါင်း9000ကျော်နဲ့အလှဆင်ထားတာပါအယိုးစုတွေကြီးပဲရှိနေလို့ဒီနေရာကတယောက်တည်းလဲပတ်ဖို့အတွက်ထိနေစရာကောင်းနေပါတယ်။ဖျားချောင်းတစ်ခုလုံးကိုအယိုးတွေနဲ့တိစောက်ထားတာဖြစ်ပြီးတော့အယိုးတွေအကုန်လုံးကလည်းလူအယိုးတွေပါ။ဒါဆိုဒီရိုမန်ကက်သလစ်ဖျားချောင်းကတကယ်ကိုကြောက်စရာကောင်းနေတာ။ဒါမှမဟုတ်အမှုပညာဆန်တဲ့လက်ရာကြီးတာ ဒီဖျားเจ้าကဥရောပရဲ့အသေးနှလုံးလိုတော်တင်စားတဲ့ချက်သမရနိုင်ငံရဲ့ခုနာဟူရာမျိုးလေးမှာတည်ရှိပါတယ်။အပြင်ကနေကြည့်ရင်တော့တာမန်ဖျားเจ้าငယ်တစ်ခုလိုပါပဲ။ဒါမဲ့အတွင်းဘက်ကိုတဖြည်းဖြည်းတွောင်းရင်တော့အသက်ရှူမလာအောင်အထီကိုအံ့ဩစီမှာပါ။ဆက်လက်ဖျားเจ้าကိုလည်းခေါ်ပြီးဖြစ်ပေါ်ခဲ့တဲ့တမိုင်းเจ้าကလည်းစိတ်ဝင်စားစရာပါ။73ရာစုလောက်ကလေးကဒီနေရာမှာသင်ချိုင်းတစ်ခုအဖြစ်ရှိခဲ့ပြီးတော့ဂျေဥစနေကနေမြေသားပုံကဲတွေကိုဒီနေရာမှာပုံခဲ့တဲ့အတွက်မြင်းမြတ်တယ်လို့မှတ်ယူပြီးဥရောပအနှံ့ကလူတွေကတင်ဒီနေရာမှာပဲမြုပ်နှံကျင်လာကြတယ် ဒါမှမဟုတ်စရိယာသူနောက်ပိုင်းမှာယောဂကဆူတွေစစ်ပွဲတွေကဥရောပတစ်ခုလုံးကိုရိုက်နှက်ခဲ့ပါတယ်။လူတွေတောင်းရချီအောင်တေဆုံးခဲ့ပြီးဒီတင်းကျိုင်းကလည်းလူရိုးစုတွေနဲ့ပြေးသွားတယ်။အင်းပေါင်းများစွာကြားတဲ့အခါအယူတွေကိုဖျားချောင်းအောက်ခန်းထဲမှာတင်ထားဖို့လူတွေကဆုံးဖြတ်ခဲ့ကြတယ်။1880ရောက်တဲ့အခါဘရင်မင်းမျိုးမင်းနယ်တဲကတူကဖရန်တီယွန်းရင်းဆိုတဲ့လက်သမားတစ်ယောက်ကိုလူရိုးတွေကိုစနစ်တကျစီဘီလူပညာလက်ရာတစ်ခုဖြင့်အလှဆင်မှုခန်းနေတယ်။အဲ့လက်သမားကလည်းဖျားเจ้าနဲ့မှာယူတွေကိုတေးတက်လှဆင်ပြီး အောင်ဝင်လူပညာတခုလိုဖန်တီးခဲ့ပါတယ်။အဲဒီကနေစပြီးအခုမြင်နေရတဲ့လူရိုးစုဖရဲအကြောင်းကြီးကိုဖြစ်လာစေတာပါ။ဖရဲအကြောင်းထဲမှာထိနေစရာဖြစ်ရတယ်မရှိခဲ့ဘူးပေမဲ့အဲအကြောင်းထဲမှာရိုးစုတွေနဲ့ဥကောင်းခုံတွေကလွှဲရင်ကျန်တာတွေ့ရမှာမဟုတ်ပါဘူး။ဒါတွေကြောင့်လည်းတယောက်တည်းသွားလည်ဖို့မသိတဲ့ဖရဲအကြောင်းလို့ပြောဆိုနေတာပါ။တကယ်တမ်းတွေးကြည့်ရင်ဒီဖရဲเจ้าကလူသားတွေရဲ့တည်ခြင်းနဲ့တမိုင်းတွေကိုခြေရာခံထားတဲ့အမှုပညာလက်ရည်ကြီးတစ်ခုပါ။တည်ခြင်းတရားကိုတတိတံဝင်ကရရှိဖို့ သတိရတဲ့စီမှုသင်ခန်းစာပေးနေတဲ့နေရာလေးတခုလို့ကိုညာကထင်မြင်မိပါတယ်။ဘိုးသူရရစရာဗီဒီယိုတွေနေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့အကောင့်လေးကိုဖော်လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။